တဲ့အရေးချင်းတဲ့လောကမှာနေထိုင်ကြတဲ့အခါမှာတူတယောက်တည်းနေထိုင်တာမဟုတ်သည့်အတွက်ကြောင့်ဒီခဏချင်းဆိုတဲ့ဂုံကြီးဟာအများနဲ့ဆက်ဆံတဲ့အခါမှာအလွန်အရေးကြီးတဲ့ဂုံကြီးတစ်ခုဖြစ်တယ်ဒါတွေမကဘူး သဗ္ဗေပိကုသလဓမ္မာခန္တရာယတ္ထဝဝတ္တရေကုသိုလ်ရဖို့အတွက်အရေးကြီးဆုံးကသိခံမှုပဲပေါ့အဲ့တော့သိခံမှုမရှိရင်ကုသိုလ်တောင်မရနိုင်ဘူးလို့ဒီလိုဆုံးလို့ရဒါကြောင့်မို့သိခံခြင်းဆိုတဲ့ရှင်းတရားသူတော်သူမြတ်တို့ရဲ့အည်သွေးဖြစ်တာမို့ဘုရားလောင်းတော်တွေဟာပါရမီဖြည့်တဲ့အခါမှာခန္တီပါရမီဆိုတာကိုတည်တည်တတ်တတ်ဖြည့်စည်းရတယ် ဲ့တော့လူတော်လူကောင်းဖြစ်ဖို့ထူးခြားတဲ့အရေးချင်းတွေနဲ့ပြည့်စုံဖို့ဆိုတဲ့အခါဒီတိခဏ်ခြင်းဆိုတဲ့ခန္တီတရားဟာအရေးပါတဲ့တရားဖြစ်တယ်။မြတ်စွာဘုရားကိုယ်တိုင်ကလည်းဘုရားဖြစ်သူရောက်လာတဲ့အခါခန္တီပရမန်တဘောတိဋ္ဌိခာလို့ရဟန်းတော်တွေကိုတလကိုနှစ်ကြိမ်နှစ်ကြိမ်ဒီစကားမိန်ကြားတာ။ အဝရပါတိမောက်လို့ဆိုတဲ့ခါထားထဲမှာခန္တီပရမန်တဘောတိဒိဋ္ဌာဆိုတဲ့စကားလုံးမြတ်စွာဘုရားရဟန်းတော်တွေကိုတလနှစ်ချိန်ဆုံးမအဝရပေးတဲ့ထဲမှာထဲသွင်းဟောကြားထားတယ်ဘလို့အရေးပါတယ်ဆိုတာဓမ္မတိတ္တထင်ရှားတယ်ပေါ့သူတော်ကောင်းတွေရဲ့ကြီးမားတဲ့အင်အားစွမ်းအားတစ်ခုပဲလို့ မရင်ကျက်ခင်တုန်းကခန္တီပါရမီကိုဖြစ်ကျင့်ခဲ့ကြဖြစ်ကျင့်လာတဲ့အခါမှာခန္တီပါရမီအထွတ်ထိပ်ရောက်လာပြီဆိုတဲ့အခါဘုရားဖြစ်သူရောက်တယ်ရောက်ပြီးတဲ့အခါမှာဟောဒီခန္တီပါရမီတိခန့်ခြင်းရဲ့ဒီအရေးပါမှုကိုတပိတာဝကတွေအားလဲလိုက်နာကျင့်သုံးဖို့ဆိုပြီးမြတ်စွာဘုရားဆုံးမဒါကိုအမတ်တမဲ့မနေဖို့ပေါ့နော် တိခန့်နေဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြတိခန္ဓာကအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်။လောကလူသားတွေရဲ့အရှုံးရင်နိုင်ရင်လို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမြဲတမ်းကွာခြားတယ်။လောကလူတွေကကိုယ်ကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတာ။တကယ်တော့ကိုယ်ကအနိုင်ရလိုက်တာလို့ အနိုင်အရှုံးဆိုတာသေးသေးချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါဒီခံမှုကနိုင်လိုက်တယ်ဆိုတာအမတမထင်ရှားတာရကတစ်ခုကိုနိုင်ရှင်ပြီးတော့ကြည့်လေမြတ်စွာဘုရားနဲ့ဒေဝဒတ်ရှင်တွဲပြီးတော့ပေါ်ပေါက်လာတာဆွေမျိုးထဲမှာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ညီကိုဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ုံများမကား လူဘွားကရောက်ဖဆိုရက်မြို့တိုင်းဝိုင်းထဲတောင်ရောက်လာသေးတာအဲ့ဒီနှစ်ဦးကိုပဲနိုင်ရှင်ပြီးတော့ကြည့်မြတ်စွာဘုရားကမြေဓုတဖွဲတိခတ်မှုစွမ်းအားနဲ့ပြည့်စုံတယ်ဒေဝရကလုံးဝတိခတ်နိုင်စွာမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့တိခတ်သူနဲ့တိခတ်မှုမရှိတဲ့ပုဂ္ဂိုလ်တိခန္တူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒေဝရတ်နဲ့မြတ်စွာဘုရားဒေဝရတ်ဟာ မြေရှိုးသွားရတယ်နောက်ဆုံးဒါမှအပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်ဘုရားနဲ့ဒီဥဒ950ဇတိမှာကြည့်ရင်ဘုရားလောင်းကရှုံးတယ်လို့ဒီလိုထင်ကြမှာဘုရားဖြစ်တဲ့ဘဝတော်မှာပဲဒီဥဒ်ရဲ့စော်ကားမှုတွေကိုအများကြီးခံရနောက်ဆုံးမှာဆုံးဖြတ်ပေးတဲ့အချိန်မြတ်စွာဘုရားအနိုင်ရတယ်လို့ပဲပြော ဒေဝရကဝန်ချတောင်းပန်ပြီးတော့ဘဝတစ်ခုခြုံငိမ့်ပြီးတော့သွားနောင်တရပြီးတော့ရသော်ဘုရားအပေါ်မှာတိခံခွင့်လွတ်ဖို့ဝန်ချပြီးတော့မှဘဝတစ်ခုဆုံးသက်သွားတယ်အဲ့ဒီဝန်ချသွားမှုလေးဟာသူ့ရဲ့နောက်ဆုံးကြံရှိတဲ့သူတော်ကောင်းအကြီးချင်းလေးတစ်ခုဖြစ်သွားအဲ့တိခံမှုဆိုတာဟာပါရမီပြည့်လာတဲ့ဘုရားမြတ်စွာအဖို့မှာတိုင်းစား မရှိလောက်အောင်ကြီးမားတဲ့တိက္ခာမှုကိုရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ဩရဝတဝင်သူတော်စင်တွေဟာတိက္ခာမှုဆိုတဲ့ခန္တီတရားကိုလက်ကင်ထားဖို့ဆိုတာအရေးကြီးတယ်လို့ဒီလိုမှတ်သား။အဲ့တော့တိက္ခနယ်လို့ဆိုတဲ့နေရာမှာတိက္ခံစရာတွေကဘာတွေရှိသလဲလို့ဆိုတိက္ခံစရာတွေကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင် ကိုယ်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတစ်မျိုးတည်းတင်သိခံเสียရမဟုတ်ဘူးကိုယ်ပေါ်မှာစော်ကားပြောဆိုတဲ့စကားတခုလည်းသိခံတယ်ကိုယ်တဏ္ဍာမှာဖြစ်ပြလာတဲ့ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကိုလည်းသိခံတယ်ယာတိဥရုဓာဏ်တွေကိုလည်းပဲသိခံသိခံပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုဆက်လှုပ်နေတယ်ဆိုတဲ့အထိပယ်ကိုပြောတာเนาะ ဒါကြောင့်မို့ချင်းစင်နေတဲ့မှာခမာပฏิပရာဆိုတိခဏ်နဲ့အကျင့်ဟာဒါတွေနဲ့ပတ်သက်လာအဓိဝါတကမိမိပေါ်မှာဘယ်အရာတွေပဲဖြစ်ဖြစ်သူများကစော်ကားတဲ့အရာတွေလဲကိုယ်ပေါ်မှာတင်ထားလိုက်တယ်တွန်းဖယ်မချဘူးဆင်းရဲဒုက္ခတွေကိုလည်းပဲတွန်းဖယ်မချဘူး လက်ခံထားလိုက်တယ်အဲ့ဒီလိုလက်ခံထားနိုင်တဲ့စွမ်းရည်တတ္တိတွေကိုယ်စိတ်တုံလုံးခြောက်ခြားခြင်းမရှိဘဲနဲ့အရာရာကိုရင်ဆိုင်ပြီးတော့စိတ်အားမပြတ်ဘဲနေတာဒါသီခတ်တယ်လို့ပြောတာတော့ကမင်္ဂလာတရားတွေထဲမှာလည်းပဲသီခတ်မှုဆိုတာအလုံးပါပါရှိပြီးတော့နေတယ်အဲ့တော့ခန္တီဆိုတဲ့သဘောတရားလေးကိုစကလုံးကဖော်ပြတဲ့အဓိပ္ပာယ်လေးနဲ့ပို့ပြီးတော့ မှတ်သားလို့မှတ်သားကြည့်မယ်ဆိုရင်ထင်ရှားနိုင်တယ်ပေါ့ခန္တီဆိုတဲ့သကလုံးကိုဗျာကရုံးကျမ်းနေမှာဖွင့်ဆိုတဲ့သကလုံးရဲ့အနှစ်သာရနဲ့ကြည့်ပြီးပြောမယ်ဆိုရင်ခန္တီဆိုတဲ့သကလုံးဟာခမှုဆိုတဲ့သကလုံးအရင်မြစ်ကလာတာခမှုဆိုတဲ့သကလုံးအရင်မြစ်ကို အတိပ္ပယ်ဖွင့်ဆိုတဲ့အခါမှာခမှုတဟဏီတဲ့စွန့်ရည်တတ္တိရှိခြင်းဆိုတဲ့တဟဏခန္ဓာရည်ရှိခြင်းဆိုတဲ့အတိပ္ပယ်ခန္ဓာရည်ဆိုတဲ့အတိပ္ပယ်ဟာဒီစัจ ཅ င်ဘက်တွေလာတဲ့အခါမှာဘယ်လိုပဲစัจ ཅ င်မှုတွေလာလာခန္ဓာရည်ရှိတယ်နော်ခန္ဓာရည်ရှိတယ်ဆိုတဲ့အတိပ္ပယ်ကဘာကိုပြောတာတုံးဆို မိမိပေါ်မှာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားစေနိုင်တဲ့မခံနိုင်လောက်တဲ့အတိုင်းအတာတစ်ခုတွေကိုကိုယ်မှာဖြစ်ပေါ်လာလို့ရှိရင်စိတ်အခြေအနေမပြောင်းမဲနဲ့ခန္ဓာရင်ရှိလာအဲ့ဒီခန္ဓာရင်ရှိတာကိုခန္တီလို့ခေါ်တယ်ခန္တီရဲ့တရားကိုပြောမယ်ဆိုလို့ရှိရင်ဒေါသမဖြစ်တာလဲခန္တီပဲ မေတ္တာမပြတ်နေနိုင်တာလဲခန္တီပဲအပြုံးမပြတ်နေတာလဲခန္တီပဲလို့သူလိုပြောတယ်ပြန်မပြောပြင်မဲ့လို့စိတ်ထဲကဒေါသထွက်နေရင်ခန္တီမဟုတ်ဘူးတဲ့အဲ့ဒါကြတော့အဓိကက စိတ်ထဲကညီတို့မှာပြောင်းလဲခြင်း မရှိပဲနဲ့ပင်ကိုယ်စိတ်အခြေအနေတစ်ခုကိုထိမ့်သိမ်းဆိုင်နိုင်တယ်ထိမ့်သိမ်းထားနိုင်တဲ့စိတ်ဓာတ်အရေးချင်းတစ်မျိုးကိုခန္တီလို့ဒီလိုခေါ် န္တီလို့ခေါ်အဲ့တော့ခန္တီရဲ့အဓိပ္ပာယ်ကိုဒီခန္တီရဲ့အဓိပ္ပာယ်ကိုဓမ္မသင်္ကေတိပါဠိတော်အပြီးဓမ္မခုနှစ်ကျမ်းထဲမှာပထမဆုံးကျမ်းလို့နံပါတ်၁ကျမ်းလို့ဆိုရတဲ့ဓမ္မသင်္ကေတိပါဠိတော်မှာသုတ္တမေဆိုင်ရာတရားတွေကိုထုတ်ဖော်ပြတဲ့အခါခန္တီနဲ့ သောရိစဆိုတဲ့တရားနှစ်ခုတွဲဖက်ပြီးတော့ပြထားတယ်။အဲ့ဒီပြတဲ့ထဲမှာခန္တီဆိုတာကိုမိကုံထုတ်ပြီးတော့ရှင်းပြထားတဲ့သဘောလေး။မြတ်စွာဘုရားကတတ္ထကတ္တမခန္တီအဲ့ဒီတရားတွေထဲမှာခန္တီဆိုတာဘယ်ဟာလဲ။ခန္တီရဲ့အဓိပ္ပာယ်ကိုရှင်းပြခြင်းလို့ခန္တီဆိုတာဘယ်ဟာလဲလို့ဆိုပြီးတော့ အတိဘယ်တူစကလုံးလေးတွေနဲ့ခန္တီရဲ့အတိဘယ်ကိုဖွင့်ဆိုထားတာယာခန္တီခန္ဓာရင်ရှိတယ်ခမဏတာခန္ဓာရင်ရှိတဲ့အရေးချင်းအဓိဝါဒနာတာဘာပဲလာလာတွန်းလံမဖြစ်ဖဲနဲ့အောင့်အီးထားနိုင်တယ်နော်အသံဒိတ်ကမိမိရဲ့စိတ်ကြံတမ်းမှုကိုယ်ကြံတမ်းမှုဖော်မပြဘူး အောက်အီးထားနိုင်တယ်အနတုရောဘောကျန်းတဲ့စကားနဲ့တုံ့ပြန်ပြီးတော့ပြောဆိုမှုမပြုတ်ဘူးလို့ဒါကတိတာတဲ့အတိပ္ပယ်လေးတွေကိုဖွင့်ပြောတာနော်ခန္တီဆိုတာရိုင်းပြတဲ့တုံ့ဆိုတုံ့ပြန်မှုတွေဘာတစ်ခုမှမလုပ်ဘူးလို့ဒီလိုပြောတာနှုတ်နဲ့လည်းမတုံ့ပြန်ဘူးကိုယ်နဲ့လည်းမတုံ့ပြန်ဘူးအဲ့တော့စိတ်แท้ကသီပခံမှုဆိုရင်လည်းခန္တီမရှိဘူးဒါကြောင့်မို့လို့ နှုတ်နဲ့မတုံ့ပြန်ဘူးချမ်းတမ်းရမ်းပြတဲ့အမှုရာတွေမပြဘူးဆိုုံနဲ့ခန္တီလားလို့ဆိုမဟုတ်သေးဘူးအတ္တမနတ္တစိတ်တသာတဲ့ဆိုလိုရင်းအတိပ္ပယ်ချတော့နော်အတ္တမနတ္တစိတ်တသာတိခဏေဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်လေးဟာပင်ကိုအနေထားမပြတ်ရှိနေတယ်လို့သူတို့ပြောတယ်အတ္တမနဆိုတာသူ့စိတ်အတိုင်းသူရှိနေတယ် နကောကအပြုံးမပြည့်စိတ်ကလေးဟာတစုံတစ်ယောက်ကလားစော်ကားတော့လေအဲ့ဒီပြုံးရှင်နေတဲ့စိတ်သဘောထားလေးဟာပြောင်းလဲဖောက်ပြန်သွားတာမရှိဘူးတဲ့အတ္တမနဆိုတာပင်ကိုဝန်တာချီနူးနေတဲ့စိတ်ကလေးဟာဆက်လက်ရှိနေတယ်ထိမ့်သိမ့်ထားနိုင်တယ်ဒါကိုခန္တီလို့ခေါ်တယ်နော်အပြောင်ပြက်ပြောတဲ့စကားလို့ခန္တီစမနိုင်လို့သီးခံရခြင်း၎င်းဆိုတာမျိုးတော့မဟုတ်ဘူးเนาะ တချို့ကသီးခံလိုက်တယ်ဆိုတာကိုမနိုင်လို့အရှုံးပေးလိုက်တာကိုထိပ်ပဲကောက်အဲ့ဒါလို့မဟုတ်ဘူးအပြုံးမပြက်နေနိုင်တယ်ဆိုလိုတာကစန့်ကျင်မဲ့တွေဘလို့လာလာဒါတွေအတွက်ဟိုနှလုံးသွင်းပြီးတော့စန့်ကျင်မှုတွေမလုပ်ဘူးလို့ဆိုလိုတယ်ကိုပင်ကိုအနေထားလေးကိုထိမ့်သိမ့်ထားနိုင်တယ်ဒီအိဋ္ဌိပ္ပယ်မျိုးကိုပြောတာเนาะ အဲ့ဒါကြောင့်မို့ခန္တီဆိုတာဘာကိုပြောတာတော့ဆိုတော့ mental ability စိတ်အရေးချင်းတစ်ခုစိတ်နဲ့ပတ်သက်တဲ့အရေးချင်းလေးတစ်ခုအဲ့ဒီအရေးချင်းကဘာလောက်ထားတော့ဆိုတော့ပင်ကိုအနေထားတစ်ခုကိုမပြတ်အောင်ထိန်းထားနိုင်တဲ့အရေးချင်းတစ်ခုဒီလိုဆိုလိုတာပေါ့နော်အဲ့တော့သီးခံနေဆိုတာအပြုံးမပြတ်မူလစိတ်အခြေအနေကိုထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့ သဘောတာခန္တီလို့အများသိအောင်ပြောတဲ့အခါကျတော့အေးစိတ်အခြေအနေထိန်းထားသည့်အတွက်ကြောင့်ရိုင်းပြတဲ့စကားကိုမပြောဘူးကြံတမ်းမှုတွေကိုမပြဘူးဆိုတာတော့စိတ်အခြေအနေမထိန်းနိုင်ဘူးဆိုလို့ရှိရင် ရိုင်းပြတာတွေလောက်လာမယ်ကြံတမ်းတဲ့စကားတွေကိုထုတ်ဖို့ပြောလာလိမ့်မယ်ဒါမခံနိုင်ဘူးဆိုတဲ့အသေးပဲပြခံနိုင်ပြီဆိုတဲ့အခြေအနေကြတော့ ရိုင်းပြမှုတွေကိုလည်းမပြဘူးဒီပြန်လန်တုတ်ပြန်ပြီးတော့ဉာဏ်နဲ့စကားပြောဆိုမှုကိုလည်းမလုပ်ဘူးဒါတွေမလုပ်တာဘာကြောင့်လို့ဆိုရင်ပင်ကိုယ်စိတ်အခြေအနေကိုထိုင်းသိမ်းထားလို့ပဲလို့သူတို့ပြောတာเนาะဒါကြောင့်မို့ခန္တီဆိုတဲ့တရားအိမတ္တမအရေးကြီးတယ်တဲ့မေတ္တာကိုကြာရှိထိမ့်နိုင်ဖို့အတွက်ဘသူကနေထိမ့်ပေးတာတော့ဆိုခန္တီရမှာထိမ့်နိုင်တာ ခန္တီမပါလို့ရှိရင်မေတ္တာပျက်စီးသွားတယ်အလွယ်တကူမေတ္တာပျက်စီးသွားတယ်ဒါကြောင့်မို့ခန္တီဟာမေတ္တာကိုထိမ့်သိမ့်တဲ့နေရာမှာတော့အရေးကြီးတဲ့အကြောင်းတစ်ခုဖြစ်တယ်လို့တို့ဆိုတာအဲ့တော့ခန္တီဟာလူတော်လူကောင်းတွေရဲ့အင်တာမတ်ကြီးမားတဲ့အရေးချင်းတစ်ခုဖြစ်လို့ရသော်ဘုရားသခင်ကိုရောမြတ်အလောင်းတွေကပါရမီပြည့်ပြီးတော့ပါရမီပြည့်လာမှဘုရားဆိုတာဖြစ်လာတာ ဒါကြောင့်မို့ခန္တီဆိုတဲ့အရေးချင်းတရားတာမန်အရေးချင်းမဟုတ်ဘူးတို့တွေတွေမရှိသေးရင်ရှိအောင်ကြိုးစားရမယ်လို့ဒီလိုပြောတာနော်တခါတခါခန္တီဆိုတာတစ်ဖက်သားတွေကကောင်းနေလို့ကိုကခန္တီရှိနေတယ်အောင်ရှိ မကောင်းတဲ့ကြားကမှနေတဲ့အချိန်ကျမှခန္တီရဲ့တရုပ်ဟာပိုးထင်ရှားလာတာနော်အဲဒီလို့ မကောင်းတာတွေဆန့်ကျင်ဘက်တွေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ရိမ့်ရိုင်သွားတာမရှိအောင်ခန္တီကနေထိမ့်ပေးထားတာလို့ဒီလိုဆိုတယ်။ဟောနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်တောရစ္ဆာတဲ့ခန္ဓာတိခံခြင်းဆိုတာခန္တီကိုချင်းတရား